မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားရေးနေမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင် အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့စက်ထမအတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့တုတ္တဇဂပြေစောင်းမလေးတပုတ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်စောင်းမလေးကတော့ပသိမ့်ထီးတဲ့ပသိမ့်ထီးဆိုတဲ့စောင်းမလေးကို ဖတ်ရမယ်ဆိုလို့ရှိရင်ဒီပသိတိဆိုတဲ့စောင်းမလေးထဲမှာအဓိကအချက်ကလေးတွေထုတ်နှုတ်ထားတဲ့အချက်ကလေးတွေပါဝင်တာဖြစ်ပါတယ်။အဲ့ဒါဘာလဲဆိုတော့နော်ပသိန်ထီးကိုတရကူဝါနဲ့ပြုတ်လုတယ်။နောက်ပသိန်မြို့ကနေထွက်တဲ့အတွက်ကြောင့်မလို့ပသိန်ထီးလို့ခေါ်တယ်။ပသိန်ထီးတလက်မှာထီးယိုထီးကလာထီးခရိုင်ထီးလက်တန်ထီးရွယ်ဆိုပြီးတော့ရင်ပါဝင်တာကိုတွေ့ရမယ်။နောက်ထီးရွယ်ပိတ်သားတွေမှာ ပန်းပွင့်ပန်းနွယ်တွေကိုဆေးရောင်စုံနဲ့ခြေသထားတာတွေကိုတွေ့ရတယ်။နောက်ခရိုင်တန်တွေကိုလည်းရောင်စုံချီတွေနဲ့ထိုးရက်ထားပြီးတော့ပသိမ့်တိလုပ်ငန်းဟာဆိုရင်ဖြင့်မြမရည်ကျဲမှုလက်မှုပညာရဲ့တရက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုနော်လေလာတွေ့ရှိရမှာ ဖြစ်ပါတယ်ကဲဒါဆိုရင်ဒီပသိမ့်တိဆိုတဲ့စောင်းမလေးကိုဖတ်ကြည့်အောင် ပသိမ်ထီးလုပ်ငန်းသည်မြမလက်မှုပညာတရက်ဖြစ်သည် ထိုပသိမ်ထီးကို အောက်မြမာပြည်ပင်လယ်စိတ်ကဲမြို့ဖြစ်သောပသိမ်မြို့တွင်စတင်လုပ်ကင်ခဲ့သောကြောင့်ပသိမ်ထီးဟုအမည်တွင်ခဲ့သည် ပသိမ်မြို့အနီးတစ်ဝိုက်တွင်တရကူခုံဝါတစ်မျိုးအများအပြားထွက်သည် ထိုဝါသည်ထီးလောက်ရန်အကောင်းဆုံးဝါဖြစ်သည်ပသိမ်ထီးတစ်လက်လုံမည်ဆိုသောထီးရိုထီးခရိုင်ထီးရွက်တို့ရှိရသည်ထို့အပြင်ထီးရွက်ကပ်ရန်ထီးလက်တန်ခုံဝါဝါစိတ်ငယ်များလည်းရှိရသည်ထီယုံထီးခရိုင်တို့ကိုဝါဖြင့်ပြုတ်လို့၍ထီးရွက်ကိုပိတ်ဖြင့်ပြုတ်လို့သည် ဝါကိုခွဲ၍ထီးခရိုင်ထီးလက်တံတို့လောက်ရန်ဓာဖြင့်ချောမွတ်အောင် အချောတက်ရသည်ထို့နောက်ထီးခရိုင်များနှင့်ထီးလက်တံဝါစိတ်ငယ်များကိုထီးယိုးနှင့်တွဲမိအောင် စနစ်တကျတက်ဆင်ရသည်ထို့အခါထီးပုံ အကျန်းတယ်ရလာသည် နောက်မှပုံကြအောင်ညှက်ထားသော ပိတ်ကွက်ဖြင့်ထီးလက်တံများပေါ်မှ အုပ်၍တင်းတင်းဆွဲကပ်ရသည် ထိုထီးပိတ်သားကိုလှပအောင်ဆေးရောင်စုံတို့ဖြင့်ပန်းပွင့်ပန်းမယ်များရေးချေကြသည် ခရိုင်တံများကိုလည်းဆေးရောင်စုံချင်းမြင်းများဖြင့်ထိုးရက်၍လှပအောင်ပြင်ဆင်ကြသည် ရှေးအခါကခရိုင်ပန်းထိုးရာတွင်သုံးမွေးချီဖြင့်ထိုးရက်သည်ယခုအခါတွင်ဘူး တိုင်းရင်ဖြစ်ဆေးအောင်ဆုံးဝါကုန်းချီကိုသာအသုံးပြုကြသည်ပသိန်သေးသည်စောင်းရ၌ပေါ်ပါသည် ကြည်ရလဲလှသည်ကြက်တရေလဲရှိသည်တို့ရတွင်ပသိန်သေးကိုနှွေနှင့်စောင်းရသည်တို့၌သာစောင်းစောင်းနိုင်၍မိုးရသည်၌မစောင်းနိုင်ချေတို့ဖြစ်၍ပသိန်သေးကိုအသုံးနှဲလာပြီးနောက် ပသိန်ထီအစဥဒု၃မစလုံးစောင်းနိုင်သောထီအမျိုးမျိုးကိုအသုံးပြုအသုံးများလာကြသည်ယခုအခါပသိန်ထီစောင်းသူနေပါသွားပြီဖြစ်တော်လဲဟိုတယ်များအခမ်းအနားများတွင် အလှဆင်ပစ္စည်းအဖြစ်အသုံးပြုလာကြသည်ယခင်ကပသိန်ထီကိုဝါပိတ်သားတို့ဖြင့်သာလောက်ခဲ့တော်လဲယခုအခါခင်းနှင့်အညီလှပခိုင်ခန့်၍ အစဉ်အတန်းမြင့်လာအောင်အမျိုးမျိုးတီထွင်လှုပ်ဆောင်နေပေပြီပသိမ်ထီးပုံစံကိုလည်းလေးတောင်ပုံတီထွင်စမ်းသစ်လာယုံသာ မကပန်းပွင့်ပန်းနွယ်များ ကတုတ်ပန်းများကိုလည်းရေးဆွဲလာကြသည်ပသိမ်ထီးများကို လူတိုင်းသုံးကျင်စပွဲဖြစ်အောင်တီထွင်ခြင်းဖြင့်မြမရည်ကျင်းမှုလက်မှုပညာတရက်ကိုမပပျောက်မပျောက်ွယ်အောင် ထိမ့်သိမ့်အပေးသိမ့်သည်တဲ့ဒါလေးကတော့ပသိမ့်ထီးဆိုတဲ့စောင်းမလေးကိုဖတ်ပြပေးသွားတာဖြစ်ပါတယ်ဒီပသိမ့်တိဆိုတဲ့စောင်းမမှာခက်စစ်အဖွင့်ဟာကိုလုံးပေးထားတာဖြစ်ပါတယ်ပထမဦးဆုံးကတော့ကနုတ်ပန်းကနုတ်ပန်းဆိုတာချူပန်းချူနယ်ရိုးရရပန်းတပြေရွက်ပုံသစင်ခွေပုံအထက်ထက်ပန်းတဲ့ နောက်တစ်ခုကစက်တရေစက်တရေဆိုတာကောင်းမြတ်ထူးခြားသောဂုဏ်တို့နှင့်ပြည့်စုံခြင်းတင့်တယ်ခြင်းမင်္ဂလာရှိခြင်းတဲ့နောက်တစ်ခုကခရယံပန်းထီးရဲ့ခရယံမှာ အလှဆင်သောပန်းနောက်တစ်ခုကထီးခရယံထီးတွင်ထီးကိုင်းကိုထောက်ကန်ထားသောထီးလက်များစုဝေးရာနေရာထီးလက်အစုနောက်တစ်ခုကထီးယုတ် ထီယိုဆိုတာထီရွက်တင် တက်ဆင်ထားသောလက်ကင်အယိုနောက်တစ်ခုကထီလက်တန်ထီလက်တန်ဆိုတာထီယိုမှဘေးသို့ ဖြာထွက်နေသောဂိုင်းလက်တန်များနောက်တစ်ခုကယင်ကျင်းမှုယင်ကျင်းမှုဆိုတာကတော့အစင်လာအဖြင့်ထိမ့်သိမ့်တည်ရှိသောဒလေထုံတန်း နောက်တစ်ခုကလက်မှုပညာလက်မှုပညာကတော့လက်ဖြင့်ပြုလုပ်သော အတတ်ပညာနဲ့တရကူဝါဆိုတာကတော့အမြင့်ပေ60 80အထိရှိတဲ့အသားထူပြီးတော့အစစ်အလွန်ကျဲတဲ့ဝါတစ်မျိုးဆိုပြီးတော့ခက်စစ်အဖွင့်ကိုလုံးကိုပေးထားတာဖြစ်ပါတယ်။ကဲဒီမှာကတော့ပတိန်ထီးလေးကိုနော်ပဒိန်တီလေးရဲ့တရုပ်ပြကိုပြထားတာဖြစ်ပါတယ်။ဒါကတော့ခရိုင်ပန်းလို့ခေါ်တယ်။ ပန်းဝင်လေးတွေနောက်တစ်ခုဒါကတော့ထီးရွက်ကြီးကိုခေါ်တာဖြစ်ပါတယ်နောက်ဒါလေးကတော့ထီးခရိုင်ဆိုတာဒီမှာထောက်ထားတဲ့နော်ထောက်ကလေးတွေဒါကိုထီးခရိုင်လို့ခေါ်တယ်ဒီဟာကြီးကတော့ထီးရိုးကြီးကိုခေါ်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ထီးလက်တန်ထီးလက်တန်ဆိုတာဒီလိုဒီလိုပွေးပြီးတော့သွားတယ်နော်အချောင်းလေးတွေဒါလေးတွေကိုထီလက်တန်လို့ခေါ်တာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီနေ့သင်ပေးလိုက်တဲ့စောင်းမလေး ပသိန်ထီးဆိုတဲ့ဆောင်းမလေးကိုနော်ဖတ်ပြပေးသွားတာဖြစ်ပါတယ်ကလေးတွေအနေနဲ့တေးသေးချာချာလေးနော်နားထောင်ပြီးတော့နားလည်အောင်လေ့ကျင့်ရမှာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်